ဲ့တော့ဂျာသာပရိသသမီးတွေအတွက်ကံကြမ္မာဖတ်ကြပြီမှာ ဖြစ်ပါတယ်ဂျာသာပရိသသမီးတွေရဲ့ကံကြမ္မာမှာဆိုရင်တော့ဒါဒီကာလတွေတော့ဒီမှာကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေပြည့်ဝသွားပြီးတော့အောင်မြင်သွားမယ့်အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဂျာသာပရိသသမီးတွေရဲ့လူရင်းဆန္ဒတွေပြည့်စုံနိုင်တာပေါ့နော်ဒီကာလဒါကြောင့်လို့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်နိုင်မဖြစ်နိုင်ဆိုရင်အင်မတန်မှအကျိုးပေးပြီးတော့ဖြစ်နိုင်တယ်အောင်မြင်လားမအောင်မြင်လားဆိုရင်တော့အောင်မြင်တယ်အဲ့တော့လက်ရှိလုပ်နေတဲ့လုပ်ငန်းကိုလုံးတဲ့မလုံးတဲ့ ိုးချက်တဲ့မတိုးချက်တဲ့ဆိုရင်ကံတရားအရာဆိုရင်တေချာပေါက်တိုးချက်ပြီးတော့လုတ်ကင်တက်ပါတယ်။နောက်ခြံနဲ့ပတ်သက်တဲ့ကိစ္စကားနဲ့ပတ်သက်တဲ့ကိစ္စကြောက်ကိစ္စငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်တော့ပို့ပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ဝယ်ဖို့အတွက်ရည်ရွယ်ထားရင်လည်းဝယ်ပြတ်တတ်တာပါနော်။ကိုကကားဝယ်မယ်လို့စိတ်ကူးထားတယ်။ဝယ်ပြတ်မဝယ်ပြတ်ကိုကကြောက်မြတ်ရတာပစ္စည်းတွေဝယ်ဖို့အတွက်ရည်ရွယ်ထားတယ်။ဝယ်ပြတ်မဝယ်ပြတ်ဆိုရင်တော့တေချာပေါက်ဝယ်ပြတ်တတ်တာပါနော်။ အဲ့တော့ထိုးကြမှုတစ်ခုကတော့ဇာတာပရိသသမီးတွေရဲ့ကံတရားမှာတဲ့ကိုယ်အနေနဲ့အရန်ရင်းနှီးတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေကကိုယ့်စီကိုလာမယ်ပြီးအလုံးစီပွားရေးမှာ တွဲဖက်ပြီးတော့လောက်ကင်ဖို့အတွက်အဲဟိုလာပြီးတော့တရားနာကန်းလန်းတာမျိုးလေးတွေကြုံရတတ်တယ်ကိုယ်မိတ်ဆွေတယောက်ကကိုလုံးနဲ့စီးပွားရေးလုပ်ငန်းကိုဆက်တူလုပ်ချင်တယ်ရှယ်ယာလုပ်ချင်တယ်အဲ့ဒါလေးတွေကိုကူညီပေးပါပေါ့နော်အဲ့ဒါမျိုးကူညီလေးတောင်းတတ်ပါတယ် ကိုယ်လည်းပဲအလိုလိုပြည့်စုံသွားမယ်ကိုယ်မှလက်ရှိအခြေအနေနဲ့ပို့ပြီးတော့နှစ်ဆမက၃သ၃၄သလောက်ပို့ပြီးတော့တိုးတက်အောင်မြင်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ကိုယ်ဝိစင်တာတဲ့လက်ဝဲယရနာပစ္စည်းလေးတွေတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြပြီးတော့ပျောက်တတ်ပါတယ်။နောက်ကိုယ်စီးနေတဲ့ယင်တွေကတော့အပျက်စီးလေးတွေများတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ဥပမာ ကိုစီးနေတဲ့ကားဆိုရင်မကြာခဏဝက်ရှော့ပို့ရတာတို့ကိုစီးနေတဲ့ဆိုင်ကယ်ဆိုရင်လည်းမကြာခဏဝက်ရှော့ပို့ရတာပို့တာပို့ရတတ်တာတွေဒါဘာမှမဖြစ်ဘူးဆိုရင်တစ်ခုမဟုတ်တစ်ခုထဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်ငွေတွေကတော့အဆုလိုက်ပြန်လိုက်ဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အင်မတန်မှဒါကြောင့်လက်ရှင်မဲ့ကာလပေါ့နော်ဒီအချိန်ကဒါလာပလေသမီးတွေလက်လာပါနဲ့ပတ်သက်ပြီးတော့အင်မတန်မှလက်ရှင်တတ်တယ်ထီထိုးတာတွေနော်နိုင်ငံသားထီထိုးတာစသဖြင့်ကန်ဆန်းမဲ့ထိုးတာတွေအဲ့လိုမျိုးတွေလုပ်တတ်ပါတယ် နော်ဒီဟိုကန်ဆန်းတယ်လို့သဘောထားပြီးတော့လောက်တာမဟုတ်ဘဲနဲ့တိတ်တိတ်ချာချာဟိုပဲရည်ရွယ်ချက်ရှိရှိရည်မှန်းချက်ရှိရှိနဲ့ဒီဟိုထိုးသင့်ပါတယ်။နောက်ကျွန်တော်ဂျာတာပရိသသမီးတွေရဲ့ကံတရားမှာတဲ့ဒီကလာမှာလူမျိုးသားဘာသာကြားနိုင်ငံသားတွေနဲ့ပူးတွဲပေါင်းစပ်အကျိုးပေးတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ကိုအနေနဲ့ဟိုကိုကကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေ လုပ်မယ်လို့စဉ်းစားနေတယ်။အဲ့မှာလူမျိုးသားဘာသာကြားနိုင်ငံသားတွေကလည်းပဲအဲပူးတွဲလုပ်ခြင်းနဲ့ပေါင်းဆက်ပြီးလုပ်ခြင်းနဲ့ကိုယ်ကမ်းလှမ်းလာလို့ရှိရင်လည်းလက်ခံသင့်ပါတယ်။နောက်ထီးတယ်လဲဒါမှမဟုတ်ဖနှတ်တရံလက်ဆောင်ရဖို့ရှိပါတယ်ဒီချိန်မှာကြာသာပတိသားသမီးတွေအတွက်အင်မတန်မှကောင်းပါလေနော်။တစုံတရာသောမိတ်ဆွေပေါင်းတဲ့တငယ်ချင်းရပဲဖြစ်ဖြစ်တစုံတကူသောဆွေမျိုးသားချင်းမိတ်ဆွေပေါင်းဆွေမျိုးသားချင်းနေရာပဲဖြစ်ဖြစ်ကိုယ်ထီးတယ်လဲနော်ဒါမှမဟုတ်ဆိုရင်ဖနှတ်တရံစနေနံပေါ့နော်။ အဲ့ဒါကိုလက်ဆောင်လာပေးမယ်ဆိုရင်တော့ဝမ်းမြောက်ဝမ်းသာလက်ခံရင်းနှီးတော်ရင်းနဲ့ပတ်သက်တော့ပူပန်သောကအနေငယ်ကြုံရတတ်တယ်။ကိုမိသားစုနဲ့အတိုက်ခံလေးတွေပြောဆိုနေရတာမျိုးလေးတွေကြုံရတတ်တယ်။နောက်အိမ်ကိစ္စအမှုကိစ္စဒီချိန်မှာစကားပြောရတတ်ပါလား။ မတင်မကြတွေလည်းဖြစ်တတ်တယ်အဲ့ဒါလေးတော့သတိထားပါเนาะအဲ့တော့အမွေကိစ္စတွေဘာတွေစကားပြောမှဆိုရင်တော့ဒီကာလမှာမပြောတင်သေးဘူးတယောက်နဲ့တယောက်ချိန်စပြီးတော့အချိန်ယူတင်တယ်ကို့မှာရွယ်ရောက်ပြီးတဲ့သားသမီးတွေရှင်တယ်သူတို့အတွက်ပူပန်ရတတ်တယ်အဲကို့သားသမီးတွေပေါ့เนาะကိုပြောလို့ဆိုလို့မကောင်းတာမျိုးလေးတွေသူမကိုသဘောမတူတဲ့လူနဲ့တယောက်နဲ့တယောက်ချစ်ချိုးတွယ်နေတာမျိုးလေးတွေဖြစ်တတ်ပါတယ် နောက်တစ်ခုကကျွန်တော်တို့လူငယ်တွေရှိတယ်ကြာသပတေးသားသမီးလူငယ်တွေရဲ့အခြေအနေပတ်သက်တဲ့ကံတာတာတော့အင်မမကောင်းတယ်မေတ္တာရည်နဲ့ပတ်သက်တဲ့ကံတာတာကောင်းတယ်ထူးခြားမှုအနေနဲ့ကြာသပတေးသားသမီးတွေရဲ့ချစ်သူနဲ့စိတ်တော်ရာရင်ထူးထူးခြားခြားတိုက်ဆိုင်နေတတ်တာပေါ့နော်တယောက်ကဖြူဆိုရင်တယောက်ကလိုက်ဖြူတယ်တယောက်ကမဲဆိုရင်တယောက်ကလိုက်မဲတယ်အိမ်တော်ရှင်တွေအနေနဲ့ကြတော့အိမ်တော်ရေးမှာကရောင်းကစားလေးတွေဖြစ်တတ်တယ်နောက်တစ်ခုကတယောက်နဲ့တယောက်မျက်နှာကြောမတည့်တာမျိုးလေးတွေဖြစ်တတ်တယ်ဗျာဒလန်တန်ဒလန်ဖြစ်တတ်တယ် အဲ့ဒါလေးကိုတော့သတိထားပါအိမ်တော်ကွဲကိန်းနေပါဆိုမရှိပါဘူးเนาะနောက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတရားမှာဆိုရင်တော့အဓိကတော့၄အောင်နာရီပါပြီဖြစ်တာပါเนาะအဲ့တော့အရက်တွေပါလေးရှောင်းပါတဲ့အဲ့တော့ဂျာနပရိသသမီးတွေအတွက်ဒီကလမှာတော့စီးပွားရေးကျန်းမာရေးလူမျိုးရေးအိမ်တော်ရေးစသဖြင့်အကောင်းများပါเนาะပညာရေးတွေလည်းကောင်းတယ်လုပ်ငန်းတွေလည်းတိုးချဲ့တင်တယ်လုံးတင်မလုံးတင်ဆိုရင်လုံးတင်ပါတယ်အဲ့တော့ဒီကလမှာကျွန်တော်တို့ ကြာဝေးသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အဖြူရောင်ရဲ့အနဲ့ရောင်ရဲ့အကျိုးပေးပါတယ်တော့နှစ်စာခုနှစ်စုံတော့ခုနှစ်စာနှစ်စုံတော့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနန်းကြီးတုတ်ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါတို့မဟုတ်အာငွေတိကတ်လူပူဇော်ပြီးတော့ဆုတောင်းလိုက်ပါအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ် ဒါကြာသာပရိသသမီးတွေအတွက်တပတ်တာကာလမှာတွေ့ကြပါမယ်။ကံကြမ္မာအဆူကောင်းများအတွက်ဒုက္ခကြွယ်ဝင်တဲတော်နမိတ်ကိုတဲတော်ကခုနကချပြီးတော့ကံကြမ္မာဖတ်ကြပေးခဲ့တာဖြစ်ပါတယ်။